မင်္ဂလာပါရှင်။မောတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျောင်းပြူမြို့မှာနာဆာကတက်တွေနဲ့ရခိုင်နယ်ကအေအေဦးဆောင်တဲ့ပူပေါင်းအခွဲတွေကြားတိုက်ဝဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိနေချိန်မှာပဲ။ BBC သတင်းဌာနအပါအဝင်နာဆာကအစိုးရကိုဆက်ကျင်နေတဲ့မီဒီယာတွေကနာဆာကအစိုးရကိုအားပေးဝန်ရံနေသူတွေကိုသိတဲ့ကြာစင်စီဖို့ရှိဝဲချက်နဲ့တရေအမားတွေကိုရည်ဝဲချက်ရှိရှိ ရေးသားဖော်ပြတာတွေတဲ့ရှိနေတယ်လို့ဆိုကြပါတယ်။ တရုတ်တံပိုင်းထဲမှာကြောက်ဖြူတိုက်ပွဲကရကလည်းနဲ့ကအေအူးဆောင်တဲ့ပူပေါင်းအဖွဲ့ရဲ့တင်ဆိုင်ဖြစ်လာပွဲရှိနေသလားဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like and Share လုပ်ပေးပါအောင်ရှင်။ပြည်ထောင်စီရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းရခိုင်အခြေစိုက်မီဒီယာတွေနဲ့နားစကအစိုးရကိုစန့်ကျင်ရဲ့မီဒီယာတွေဟာ နာဆာကတက်တွေနဲ့နာဆာကအစိုးရကိုအားပေးဝန်ရံသူတွေစိတ်သက်ကြဆင်းစေဖို့ရှိွယ်ချက်နဲ့ရပြည်အခြေအနေမှန်နဲ့ကင်းကွာတဲ့သတင်းတွေကိုရေးသားဖော်ပြလျက်ရှိနေပါတယ်။ဇွန်လ20ရက်နေ့က BBC သတင်းဌာနအပါအဝင်နာဆာကအစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေရဲ့မှရခိုင်ပြည်နယ်ကြောက်ဖြူမြို့အမှတ်32ရဲတပ်ရင်းရဲ့ကာကင်စခန်းဖြစ်တဲ့ပြိုင်းစေကေစခန်းကိုအေအေနဲ့ပူပေါင်းတပ်တွေကတိမ့်ပိုင်လိုက်ပြီးလို့ရခိုင်စီသတင်းအရှင်မြစ်ရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့ ရေးသားဖော်ပြခဲ့ပါတယ်။ရန်ကုန်တောက်ပြူလမ်းပေါ်မှာရှိတဲ့ဒိုးတန်းတောင်ပေါ်ကအမတ်30နှစ်ရဲတပ်ရင်းအတွေ့ပြိုင်းစီကေကနောက်ဆုံးကာကင်းစကန်ဖြစ်ပြီးပြိုင်းစီကေစကန်မှာစစ်တပ်အင်အား400ဝန်းကျင်ရှိပြီးစကန်သိန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ဝန်းကျင်တေဆုံခဲ့တယ်လို့ယာနေချီပြီးဖန်စီခံရတယ်လို့ရကိုင်းစစ်ရဲအရင်းမြစ်ရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့ BBC သတင်းဌာနကဖော်ပြထားပါတယ် BBC သတင်းဌာနဟာဖန်စီယာမီရဲ့ NASA ကတပ်ဖွဲ့ဝင်တွေရဲ့ဓာတ်ပုံတွေကိုသတင်းနဲ့အတူဖော်ပြခဲ့ရာလူမှုကွန်ရက်သုံးဆသူတွေကြားစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီးအဲ့ဒီထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေကမေကွန်ထုတ်စာဖြစ်လာခဲ့ပြီးအဲ့ဒီသတင်းကမြေပြင်အခြေအနေမှန်မျိုးမဟုတ်ပဲ NASA ကတက်တွေစိတ်တက်ကြစေဖို့ရည်ရွယ်ထားတဲ့သတင်းအမှားဖြစ်တယ်လို့တုံ့ပြန်မှုတွေလည်းရှိနေပါတယ် BBC သတင်းဌာနအပါအဝင် NASA ကအစိုးရကိုစန့်ကျင်တဲ့မီဒီယာတွေဖော်ပြထားတဲ့ဓာတ်ပုံတွေတဲ့မှာ တွေ့မြင်ရတဲ့နာဆက်ကစစ်တီဝီဟာမော်ရင်းကာလဖြစ်ပေမဲ့အနှွေးတဲ့ထူထူစောင့်ထူထူဝစ်စင်ထားခြင်းမော်ရင်းကာလဖြစ်တဲ့အတွက်ယာတီဥရုစွတ်စွတ်နေရမှာဖြစ်ပေမဲ့ဓာတ်ပုံထဲမှာယာတီဥရု၆တွေ့နေခြင်းမော်တွင်းမုံတိုင်းကာလဖြစ်ပေမဲ့သဲတွေ၆တွေ့နေခြင်းမော်ရင်းကာလဖြစ်တဲ့အတွက်စစ်တုံပန်းဖြစ်တဲ့နာဆက်ကစစ်တီဝီခနဲ့အဝေစာတွေရှုံးပီခြင်းတွေရှိရမှာဖြစ်ပေမဲ့ဓာတ်ပုံတွေမှာတွေ့မြင်ရသူနာဆက်ကစစ်တုံပန်းတွေမှာရှုံးပီခြင်းတွေမရှိပါဘူး အဲ့ဒီချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် BBC သတင်းဌာနအပအဝင် NASA ကအစိုးရကိုစန့်ကျင်နေရဲ့မီဒီယာတွေရေးသားဖော်ပြခဲ့တဲ့သတင်းတွေနဲ့ထုတ်ပြန်ခဲ့တဲ့တပ်ပုံတွေဟာ NASA ကတက်တွေနဲ့ NASA ကအစိုးရကိုအားပေးနေသူတွေစိတ်သက်ကြစင်းစေဖို့ရည်ရွယ်ဖော်ပြခဲ့တာမျိုးသာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။စီရေးစိတ်ဝင်စားသူတဦးကလည်းဒီအချိန်ကကြားဖြူပြိုင်းစီကီဘက်မှာမိုးအစမပြတ်ရွာနေပါတယ်။ပုံလေးကရာသီဥတုအနေထားက၆သွေးနေတယ်လို့ ရာသီဥတုအနေထားကလည်းစောင်းရာသီမှာရိုက်ထားတဲ့ပုံမှာအေးအေးရခီးတကောင်ဆိုရင်စောင်းအောင်ခြုံထားတည်ရလို့ဆိုပါတယ်။ဒိုင်းစိတ်ကရဲကာကင်ဟာကြောက်ဖြူမျိုးကနေ၆မိုင်အကွာမှာရှိနေပြီးတော့ရက်ကလည်းနဲ့ကအဖွဲအေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲတွေဟာရဲတန်ရင်၃၀နှစ်နဲ့ဒိုင်းစိတ်ကကာကင်စကန်းကိုတန်ရုံနိုင်ဖို့ရှိရွယ်ချက်နဲ့ဇော်လာဇန်းတွေကစတင်တိုက်ခိုက်ခဲ့ပြီးနောက်နာဆာကတပ်တွေရဲ့ဟန်ကျက်ညီစွာပူပေါင်းတိုက်ခိုက်မှုတွေကြောင့် အေးအေးဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထင်းကနေရောက်မှုကိုဖောင်းကွယ်နိုင်အောင်မြေပြင်သတင်းမှန်တွေကိုဖောင်းကွယ်ပုံဖြတ်ဖို့ကြိုးပမ်းနေရဖြစ်ပါတယ်။တကယ်တော့ကြောင်းပြူတိုက်ပွဲအခြေအနေဟာ NASA ကအစိုးရကိုစန့်ကျင်တဲ့မီဒီယာတွေဖော်ပြနေတယ်လို့မျိုးမဟုတ်ဖိ။ NASA ကတပ်တွေရဲ့မြေပြင်တပ်ဖွဲ့တွေအပြင်လက်နက်ကြီးပစ်ကူဒရုန်းတပ်ဖွဲ့တွေနဲ့ဒေသောင်းကြီးတပ်ဖွဲ့ရဲ့ဟန်ချက်ကြီးစွာတိုက်ခိုက်မှုကြောင့်ရခိုင်လက်နက်ကအဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ ကိုယ်အလောင်းတောင်ကိုပြန်မကောက်နိုင်တဲ့အခြေအနေမျိုးရှိနေတယ်လို့သိရပါတယ်။လူမှုကွန်ရက်မှာစီးရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရှင်းသားဖော်ပြနေတဲ့မျိုးမင်းဦးအမည်ရှိတဲ့ Facebook account တစ်ခုကဇကအမှားဆုံးစုပေးပါဆိုရင်ရခိုင်လည်းနဲ့ကအဖွဲခေါင်းဆောင်ထုံမြတ်နိုင်ရမှာသိကြတယ်။ကြောက်ပြူမှာစစ်ကိုတက်လာတဲ့ရင်းမှုဌာနချုပ်ခွဲမှုခေါ်နောက်တန်းမှုကြီးတရေတွေတကြောင်လုံးလစ်တဲ့တဲ့င်းကမှားနေပါတယ်။ကြောက်ပြူကိစ္စကတည်တင်းသလောက်သိပါတယ်။ ။ထိုးစိတ်ကာလာမလို့မရေးသင့်လို့မရှိတာ။လုံးနေတာကလက်ခမော်ပြိုင်းစိတ်ကေးမှတက်ရက်ထိုးစိတ်ကြောင့်တပုံတွေပဆိုးနဲ့ခမောက်တွေတောင်ကမသွားနိုင်တဲ့အခြေအနေပါ။စနိုက်ပါထိရလည်းမဟုတ်တယ်လို့ပိတ်ခံရလည်းမရှိဘူး။နာဆာကတက်တွေတက်ကွင်းတယ်လည်းမလျှောက်ကြပါဘူး။အေအေကခံရတော့မီဒီယာအားကိုးနဲ့ငပြုကပြဲပြနေရပါ။နာဆာကတက်တွေရဒရုန်းနဲ့ကင်းတို့ကင်းရှည်ဆွဲပြီးရှင်းပါတယ်။တက်ကရှင်တဲ့အခွဲကတက်တဲ့ နောက်ကရန်သူကိုရင်ဆိုင်ထားပြီးဒရုန်းနဲ့ထောက်ပေးရကတက်တက်လက်နက်ကြီးပစ်ကိုပေးရကတက်တက်တဘုံစုဖွဲ့နေရာတွေကိုတပ်မတော်ရဲ့ဒရုန်းအဖွဲ့ကဘုံကျင်းလှုပ်လို့တဘုံနေအယူမီဝိုင်းဘဝနဲ့တောင်ပြေးမြောက်ပြေးဖြစ်နေချိန်မှာစစ်ကြောင်းကတက်ရှင်တိုက်ခိုက်နေရမျိုးဖြစ်တယ်လို့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။နာဆာကတက်တွေဟာကြောက်ပြုံမျိုးပြိုင်းစစ်ကေဘက်မှာထိုးစစ်စင်ခြေမုံနေရဖြစ်ပြီးဇွန်လ19ရက်နေ့တရက်ထဲတက်မတော်စစ်ကြောင်းကခြေမုံလို့ အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထူးကအကြဆုံးညားခဲ့ပြီးတနက်တောင်73လက်ရခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးနဲ့စစ်မျက်နှာမှာနာဆကတက်တွေဟာအင်အားတထောင်ကျော်အတုံပြူကစစ်မျက်နှာ၃ခုဖွင့်ပြီးရကလန်နဲ့ကောင်အဖွဲ့အေအေထိန်းချုပ်ထားတဲ့စကန်တွေကိုထိုးစစ်ဆင်နေပြီးတော့ကတ်တပြေကြည့်ပါ။ကျိုင်းစိကင်းနဲ့မလာကျုံးဘက်တွေကိုစစ်ကြောင်းတစ်ခုမှာအင်အား၄၀၀ကျော်အတုံပြူပြီးတံပြန်ထိုးစစ်ဆင်နေရလို့ရခိုင်မီဒီယာတခုဖြစ်တဲ့ လေရီအဖန်သတင်းဌာနကဖော်ပြထားပါတယ်။နာဆာကတက်တွေဟာကြောက်ဖြူတိုက်ပွဲအတွင်ကြီးရည်လေးပူပေါင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်ရရှိနေသလိုညချိန်တိုက်ခိုက်နိုင်တဲ့ဒရုန်းတွေကိုပုံမအသုံးပြုတိုက်ခိုက်နေရတဲ့အတွင်ကြောက်ဖြူမျိုးတိုက်ပွဲမှာအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတားရနေရဆိုတဲ့နာဆာကအစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေဖော်ပြတယ်လို့မျိုးပြစ်လာဖို့အလားအလာနှဲနေပါတယ်။ကြောက်ဖြူမျိုးမှာတရုတ်နိုင်ငံရဲ့အဓိကအရေးပါတဲ့စီမံကိန်းတွေရှိနေရာ နာဆာကအဆိုရကကြောက်ဖြူမြုပ်ကိုလက်မလို့ရအောင်နီလန်ပေါင်းစုံအသုံးပြုတိုက်ခိုက်မဲ့အလားအလာများနေပါတယ်။ကြောက်ဖြူမြုပ်ဟာကြီးရဲလေးပူပေါင်းထိုးစစ်စင်တိုက်ခိုက်လို့ရတဲ့ဒေသဖြစ်တဲ့အတွက်နာဆာကတပ်တွေဟာရခိုင်နဲ့ကန်အဖွဲ့တွေကိုကြီးရဲလေးပူပေါင်းပြီးခံချက်ညီစွာတုံ့ပြန်တိုက်ခိုက်မယ်ဆိုရင်ကြောက်ဖြူတိုက်ပွဲကရခိုင်အေအဖွဲ့ရဲ့တင်းဆိုင်တစ်ခုဖြစ်လာပဲရှိရလို့တုံးတမ်းမွေလည်းရှိနေပါတယ်။အေဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဟာတရုတ်စီမံကိန်းတွေရှိနေရဲ့ကြောက်ဖြူမြုပ်ကိုထိန်ချုပ်နိုင်ဖို့ရှိရဲတဲ့ မလအတွင်းမှာအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့နာဆာကတပ်တွေရဲ့ဟန်ကျက်ညီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်အေအေဦးဆောင်တဲ့ပူပအဖွဲ့တွေအထီးကိုက်အကြဆုံးများစွာဖြစ်လာနေတဲ့အတွက်အတင်းကျပ်လူသစ်စုဆောင်းတာပြီးလှုပ်ဆောင်ခဲ့ပါတယ်။ကျောက်ဖြူမျိုးဟာနာဆာကတပ်တွေအတွက်မြေပြင်သားမကရေပြင်ကနေလည်းတုံ့ပြန်တိုက်ခိုက်တာစစ်ဘူပိုတာ တွေလှုပ်ဆောင်လို့ရတဲ့အတွက်အေအေဦးဆောင်တဲ့ပူပအဖွဲ့တွေထိုးနှက်ချက်များစွာရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ကျောက်ဖြူမျိုးတိုက်ပွဲအတွင်းနာဆာကတပ်တွေဟာ အေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကိုအမြောက်တွေတတော်ဘုံတွေနဲ့အရှယ်မြေတိုက်ခိုက်လျက်ရှိနေတဲ့အတွက်ကြောက်ပြူမျိုးတိုက်ပွဲကအေအေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့တင်းကြိုင်ဖြစ်လာွက်ရှိရလို့စီးရင်းနဲ့နိုင်ငံရေးအကြောင်းအရာတွေကိုတက်တော်လူမှုကွန်ရက်မှာပြောဆိုနေသူတအူကလည်းဇော်လာ22ရက်နေ့ကအခုလိုမျိုးသုံးသက်ပြောဆိုထားပါတယ်ရှင်။မင်္ဂလာပါရှင်ဇွန်လ22ရက်နေ့ဖြစ်ပါတယ်။ကြောက်ပြူသတင်းလေးရပြီတိလား။ကြောက်ပြူသတင်းလေးရပြီဆိုတော့ နည်းလောက်ပြောမယ်ကြောက်ဖြူမျိုးနဲ့ပြိုင်စေကိရွာနီးမှာအေးအေးအကျန်းဖက်သမားများကအေးအေးအကျန်းဖက်သမားများမဟုတ်ဘူးတက်မတော်ကအေးအေးအကျန်းဖက်တွေကို drop ဘုံတွေအမြောက်တွေနဲ့တိုက်ခိုက်ချိန်မုံကတိုက်ခိုက်ချိန်မုံကအလူးလဲခံနေရတယ်တဲ့ကြောက်ဖြူကတော့အေးအေးရဲ့တင်းညိုင်းမဲ့ဖြစ်နေပြီတဲ့ရခိုင်ပြည်နယ် ကြောက်ဖြူမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တယ်လက်နဲ့ချတယ်ပေါ့လူငယ်က100ရှိရဲ90လောက်လက်နဲ့ချတယ်ပေါ့100လောက်ကြတယ်ဒီပုံနေနဲ့တင်တာမြင်ကြတယ်မလားအဲ့ဒါ site ဝါးတွေဖြစ်ပါတယ်ဗမော်ကို KI ရအဲ့ဒီနည်းတွေနဲ့ပဲတုံးခဲ့တာပြိုင်စေကိတ်ဆိုတာလေအခုချိန်မှာမိုးရင်းဆိုတော့ဘော့တင်နဲ့ရေတွေအပြည့်ပါ အခုသူတို့ရဲ့ပုံထဲမှာတင်ထားတာကတော့ဆောင်းရင်းတုံးကမြောက်ဦးဖက်ကပုံဟောင်းနေနဲ့တွဲပြီးတင်ထားတာပဲဖြစ်ပါတယ်။စစ်ကူမပို့နိုင်ဘူးလို့လေကျယ်မနေနဲ့တက်မတော်မှာလေတက်ရှိတယ်။နော်။အဲရေတက်လည်းရှိသေးတယ်။ဘောမ channel က AOR Boom channel ရတာအောင်မှာရေတက်တိုက်ရေရင်နေတိုက်တိုက်ရေရင်နေအပြည့်ရှိနေတယ်လို့တင်ထားခဲ့တယ်မလား။လိုက်ပြီးရှာဖက်လိုက်ပါဦး။ကြောက်ဖြူမှာ အင်းအားအများကြီးရှိရယ်ဒညဝရီရေတဲ့ဌာနချုပ်ကြောက်တလုံးဖျားအနီမှာရှိတဲ့ခမရ94နှစ်ဂုံးချိန်ရအနီမှာရှိတဲ့ခမရ943ခလရ34မြို့အနီမှာရှိတဲ့အမှတ်32ရဲတဲ့ရင်းနဲ့တောင်မော်ကြီးရေတဲ့ဌာနကွဲဆိုတာရှိသေးတယ်အဲ့ဒါတွေအကုန်လုံးရှိသေးတယ်အင်းအားနှမ်းစီလောက်မဟုတ်ဘူးတိထားဖို့ရစိုက်ဝါးတွေတိတ်မလုံးနဲ့ နော်အေအေကလေးကျဲပြီးတော့14မြို့ကိုတင်ထားတယ်လို့15မြို့ကိုတင်ထားတယ်လို့အေးဟုတ်ပြီရှင်တို့တင်ထားတဲ့မြို့တွေမှာမာရီလုတ်ပြီးနိုင်လို့လေရှင်တို့ရဲ့ page တွေမှာတင်ထားအေအေအဲရခိုင် page တွေမှာတင်ထားတယ်လေနော်အဲ့ဒါအခုတင်ထားတဲ့မြို့တွေမှာ မုန်တိုင်းတွေတိုက်ပြီးတော့ဝင်းယောဂါတွေရာနာတွေဖြစ်နေပြီအခုရေဒုက္ခတွေရောက်နေတယ် ဘသူလှုပ်ပေးနိုင်လဲမဲမှောင်နေရရခိုင်ပြည်နယ်ကြီးတစ်ခုလုံးပြောလိုက်သေးတယ်စစ်တွေကြောက်ပြီးမအောင်နေရောတိမ့်ပြီးပြီဆိုရင်တို့ကရခိုင်ပြည်နယ်တပြည်လေလုံးရပြီအိမ်မက်မက်နေနဲ့ဖြစ်မလာတော့ဘူးကြောက်ဖြူကအေးအေးတင်းညိုင်းမဲ့ဖြစ်တယ်အဲ့တော့အိမ်မက်မက်နေတော့အိမ်မက်ထဲကယုံထွက်လိုက်ကြတော့တိလား